ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ United ကလာမယ့်မေလ22ရက်နေ့မှာပေါ့နော်ဒီစပါးနဲ့ရှင်ပိုင်ကစားရမယ့် Europa League ဘူလူပွဲအတွက်ကစားမအင်အားအစုံလင်ပါဝင်နိုင်ဖို့မျှော်လင့်ထားတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ဒါပေမဲ့လို့တိုက်စစ်မှုဖြစ်တဲ့ Joshua Zirkzee ရဲ့နောက်ကန်ကစားမဖြစ်တဲ့ Licha ရဲ့နှစ်ယောက်ကတော့တေချာပေါက်လွဲချုံမယ်။ဒါပေမဲ့အဲ့ဒီကစားမနှစ်ယောက်ကလွဲရင်ကျန်တဲ့ကစားမတွေအကုန်လုံးပြန်ပြီးတော့အသင်းရဲ့လူစင်းထဲမှာ ဲ့ဒီပွဲစဉ်အတွက်ပါဝင်နိုင်ဖို့အတွက်မျှော်လင့်ထားတယ်ပေါ့ဗျာ Master V ကိုလည်းအခုလက်ရှိကျွန်တော်နေတဲ့ဒီမနက်ဖြန်မှာရှင်မင်းကစားမဲ့ WhatsApp နဲ့ပွဲကိုလုံးဝအနားပေးဖို့အတွက်ပေါ့နော်ဒါအချင်းကြီးတွေကများနေတယ်ပေါ့မာစတာဘီကလုံးဝပင်ပန်းတဲ့ပုံစံပေါက်နေတယ်ပြီးခဲ့တဲ့ကစားခဲ့တဲ့ဒုတိယကြော်မှာလည်းထင်သလောက်ထိကျွန်တော်နေတဲ့သူစီကပူကောင်းလာတဲ့ performance တွေမတွေ့ခဲ့ရဘူးဆိုတော့ WhatsApp နဲ့ပွဲမှာပါထပ်ပြီးတော့အနာပေးဖို့ပုံစံမျိုးတွေကျွန်တော်တွေ့နေရတယ်ပေါ့နော် နီးပြဖြစ်တဲ့ရူဘင်အမူရင်ကတော့ဒီအာမက်ဒီယာလိုကပွဲရဲ့ return ပြန်ရနေပြီဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်စိတ်ချလက်ချဖြစ်နေပြီမီဆန်မောင့်ကတော့ဒဏ်ရာပြဿနာတွေဘာတွေကျွန်တော်မရအောင်တတိထားပြီးတော့ကင်တွေရမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးလည်းသူပြောသွားတယ်ဒီကိုတားတော့ကလည်းမကြခင်မှာပြန်ကစားနိုင်မှုတွေအကောင်ဆုံးပြန်ပြီးတော့ကြိုးစားနေစေဆိုတဲ့လိုလေနီးပြဖြစ်သူရူဘင် အမူရင်ကကျွန်တော်သာအတီးပြုတ်သွားတယ်ဆိုပြီးတော့ဆမ်မြူအယ်လက်စကာကနေပြီးတော့ကျွန်တော်လက်ရှိ report လုပ်ထားတယ် ဆိုတော့ကျွန်တော်တို့လာမယ့်ဘူလူပွဲကအင်မတန်အရေးကြီးပါတယ်ကျွန်တော်မနေ့ပြန်မှာဝက်ဆမ်နဲ့အိမ်ကွင်းမှာရှင်မင်ကစားရမယ်။အဲ့ဒါပြီးချယ်ဆီနဲ့ကျွန်တော်ကစားဖို့ရှိတယ်ပရီးမီးယားလိဂ်။အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်သာယူရိုပါလိဂ်ဖိုင်နယ်ကစားရမှာပါ။ဒီကြားထဲမှာပွဲတွေကအဲ့လောက်ကြီးထိဟိုအရင်မကွာဘူးပေါ့နော်။အဲ့ဒါပြီးလို့ရှိရင်လည်းကျွန်တော်2ရက်3ရက်လောက်အကြာမှာပဲနောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်38အဖြစ်ပေါ့နော်။အက်စတွန်ဗီလာနဲ့ကျွန်တော်သာရှင်မင်ကစားဖို့ကျွန်တော်ရှိတယ်။ဒါဟာလည်းရှိမန်ချက်စတာယူနိုက်တက်ရဲ့အခြေအနေပဲ။ဆိုတော့ဒီကြားထဲမှာ နီးပြပြစ်သူတို့ပင် MOD တွက်ကကစားမားတွေကိုကောင်းကောင်းကျွန်တော်ခိုင်တွေဘုရလိုပြီးသူတို့ပင်ကျွန်တော်တို့အနေနဲ့ဒါမနက်ဖြန်ဆိုလို့ရှိရင်ပဲပရီးမီးယားလိကကစားရတော့မယ်ဗျာတကယ်တမ်းဒုတိယကြော့ပြီးသွားတာကမနေ့ကမှကျွန်တော်ပြီးသွားတာတရားကြည့်ရင်ကျွန်တော်ကြားထဲမှာဘာမှသိပြီးတော့နားချိန်ကြီးဘာတွေကမရဘူးအဲ့ဒါပြီးပြီဆိုလို့ရှိရင်လည်း Chelsea နဲ့ကစားမယ်ပွဲနော်ကျွန်တော်တို့ဒါ weekend မှာအဲ့အဲ့ဒါကတော့နည်းနည်းအချိန်ရကောင်းရတယ်ဗောနော်အဲ့ဒါပြီးတာနဲ့ကျွန်တော်တို့ဒီ final ကျွန်တော်တို့ကစားရမယ်ဆိုတော့ final အတွက်လည်းကျွန်တော်တို့က give side ဖို့လိုတယ်တတိထားဖို့လိုတယ်ဆိုတော့ Chelsea တို့ဘာလို့ ਨੇ ပွဲကြီးပွဲကောင်းနေအတင်းကြီးပွဲစဉ်နေဖြစ်အောင်တော့လူစုံတက်စုံနေကျွန်တော်ထုတ်တုံလို့ရတဲ့အခြေအနေမျိုးမှာရှိမနေသေးဘူးဆိုတော့နီးပြပြတဲ့ရူဘင်အမ်မိုရီနဲ့မန်ချက်စတာယူနိုက်တက်အတွက်ကဟို injury ပြဿနာကြုံနိုင်ခြင်းရှိတဲ့ကစားသမားတွေကိုလည်းအတိုင်းအတာတစ်ခုထိကျွန်တော်တို့ဒါသတိထားပြီးတော့သုံးရမှာဖြစ်တယ်လို့တချို့ကစားမားတွေကလည်းပြန်မပါနိုင်နေဘူးဆိုတာကတော်တော်လေးတော့ခဲရင်တဲ့အခြေအနေပဲပွဲစဉ်တွေကိုသတိထားပြီးကင်တွေ့ဖို့အတွက်ကနော်အရေးကြီးဆုံးက final ဖြစ်နေတာဒါပေမဲ့လည်းလို့ဂျားထဲမှာလည်းအဲ့ဒီ final မရောက်မချင်းဒီကစားမားတွေမတုံးမှုกว่าဆိုတဲ့ပုံစံမျိုးနဲ့ထားခဲ့လဲလို့ကမရဘူးကစားမားတွေဆိုတာမျိုးကအနာပေးရင်ကောင်းတာမှန်ပြီမဲ့လို့ပွဲ return ရဖို့ဆိုလို့ရှိရင်သူ့အားနဲ့သူ minute အပိုင်းခြားလေးတွေကကစားနေမှာကျွန်တော်ရမှာ Ruben Amorim နဲ့ press conference မှာသူဒါကိုရှင်းလင်းထားပြီးသားပေါ့နော်ကစားမားတွေကပွဲကစားနေလေပူကောင်းနေဆိုတဲ့ပုံစံမျိုးနဲ့ minute အတိုင်းဒါအလွန်ကြီးမဟုတ်ရင်တောင်မှဘာပဲပြောပြောဘာကျွန်တော်တို့ဒါ litcher နဲ့ เนาะဒီဟွာတို့ပြန်ပြီးတော့ဟိုမပါနေတာကလွဲရင် zigzi တို့မပါနေတာကလွဲရင် genetic ဈာမကြီးအကုန်ပြန်ပါဖို့ရှိတယ်ဆိုတာကအများကြီးတည်ငောင်းပါနောက်တော့မှာ aiden heaven တို့ပြန်ပြီးတော့ပါနိုင်ဖို့ကျွန်တော်ရှိတယ်เนาะဒါအပြင်အိုးဘယ်လိုလဲမီဆန်မောင်းတို့ကျွန်တော်အချင်းကြီးကောင်းနေပြီเนาะလုချောတို့သူကနေတို့အချင်းကြီးတွေကဟုတ်နေပြီဒါလောတို့လည်းပြန်ပြီးတော့ပါမယ်ဆိုလို့ရှိရင်ကိုပဲအတင်းရဲ့ win bucks ဒီမှာအရင်ကြီးတိုးတက်လာတာမျိုးမဟုတ်တော့မှာပေါ့เนาะလူစင်းရွေးချယ်စရာတွေကကျွန်တော်ရှိလာတော့မှာအ နော်ဒါလောကတော့ final မှာပဲပြန်ကစားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ Gen exam တွေကသူ့အနေနဲ့သူကျွန်တော်တို့ဒါဒီကြားတဲ့ပွဲစဉ်တွေမှာပါကောင်းပါလာနိုင်တယ်။ဒါပြင် delete တို့ပါတို့ final မှာပြန်ပြီးတော့ပါလာကောင်းပါလာနိုင်တယ်။လိုအပ်တယ်ဘောနော်ကြောင့်ဒီဘယ်လိုရနောက်ခံလူလစ်ချာနဲ့ကျွန်တော်တို့ဒီ zixi ကလွှဲရင် Gen တဲ့သူတွေအကုန်ပြန်ပါနိုင်နေဆိုတာကသတင်းကောင်းပါ။သတင်းကောင်းပါနော်ဆိုတော့သူတို့နှစ်ယောက်ကတော့အရင်ကတည်းကကယာတီကုန်တိနားမှာဖြစ်တယ်ဆိုပြီးတော့ဟိုတိထားရပြီးသားဆိုတော့ဘောနော်ဒါတိတ်ပြီးတော့အထူးဆန်းမဟုတ်ဘူး။ အမေကြားထဲမှာကျွန်တော်တို့၃ဘွယ်၄ဘွယ်လောက်ကျွန်တော်ကျန်သေးတယ်ကျွန်တော်တို့ရာသီကုန်ကြီးကျွန်တော်၄ဘွယ်ကျန်သေးတယ်ဗျပရီးမီးယားလေး၃ဘွယ်ရဲ့ဒီ weekend western နဲ့အပါဝင်ပရီးမီးယားလေး၃ဘွယ်ရဲ့ zero ဘာလေး၁ဘွယ်ရဲ့၄ဘွယ်ကျန်သေးတယ်အဲ့ဒီ၄ဘွယ်ကိုကျွန်တော်တို့အနေနဲ့လာကိုလက်ရှိကျန်တဲ့ကစားမိုင်းနဲ့ကျွန်တော်တို့သွားမှာဘာပဲပြောဒါအတင်းတွက်တော့ဗောနော်ဟိုဘယ်လိုပြောမလဲတရင်ကောင်းလို့ပြောရမှာပဲဗျာသူတို့နှစ်ယောက်ကလွင်ကျန်တဲ့သူတွေပြန်ပါတော့မယ်ဆိုတာကတော့ဗောနော်တရင်ကောင်းမှာတိုးတော့နီးပြဖြစ်တဲ့ရူဘင်အမ်မိုရင်တွေဒီဘက်ဝါဆန်နဲ့ပွဲကစလို့သူ့အနေနဲ့ကစားမားတွေကိုတည်တည်ကြာကြာ ရှောင်းတုံးမှကျွန်တော်ရတော့မယ်ညီကတို့အနေနဲ့ရောကျွန်တော်အနေနဲ့ဒါကစားလက်ရှိဘောနော Chelsea တို့နဲ့ကျွန်တော်ရှင်မယ်ကစားဖို့ရှိတယ်ကျွန်တော်အမှန်ကန်မြို့ကကို့ပြိုင်ပဲဆိုတော့ Chelsea တို့ဘာလို့လဲကမရှုံးညင်ဘူးဗျာ West Ham တို့နဲ့ရှုံးတော့ပြဿနာအလောက်မရှိသေးဘူး Chelsea တို့ဘာလို့လဲတကယ်လို့ပြောမရှုံးညင်ဘူးတိုးတော်လည်းပဲကျွန်တော်တို့မှာ Chelsea နဲ့ပွဲထက်ပိုအရေးကြီးတဲ့ final ရှိတယ် final ကလည်းကျွန်တော်ကပါတီပါချက်နဲ့ကစားမှာမဟုတ်စပါးနဲ့ကစားမှာကိုရီကို၃ပွဲစတိုက်နော်ဒီယာဒီမှာအနိုင်ယူထားတဲ့အသင်းနဲ့ဆိုတော့ညီကတို့ဘယ်လိုမြင်ကြလဲ Chelsea နဲ့ပွဲမှာ နိုင်အောင်ကြိုးပမ်းသင့်လားဒါမှမဟုတ်ဆိုလို့ရှိရင်လူစင်းတွေပါတဲ့အတိုင်းအတာတစ်ခုတည်းမနိုင်ကျင်လဲနေနော်ခြံထားပြီးတော့စပါနဲ့ယူရိုပါလိဖိုင်နယ်တီးတဲ့တစ်ခုတည်းကိုပဲအာယုံဆိုင်တဲ့နေလို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုချစ်သူများကြီးဒီမှာတဲ့